ရေးကြီးဆုံးကကျမ်းမာရေးကောင်းမှုပါပဲ။ဒီပြေဆုံးနဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်။အသေးဟာအစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။စီများတဲ့အစားအစာ၊စိုးစိမ်၊ရက်ပီယာနဲ့ပိုရာအသေးရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။အသေးစွမ်းဆောင်ရည်ကိုမြင့်မားစေပြီးအသေးရောဂါအမျိုးမျိုးပိုမိုကာဝေနိုင်မှု liver အသေးအားစီကိုနေ့စဉ်ပုံမှန်တောက်သုံးသင့်ပါတယ်။အသေးရောမစိုးရင်ပါလေ liver အသေးအားစီ C firm caring for you. ခင်းနေရစီများလိုက်တာအသေးထိလိမ့်မယ်။မင်းပုံမှန်စားနေတဲ့အစားအသောက်တွေထဲမှာစိုးစိုးလေးပါလို့အသေးကိုထိနေတာပဲ။မင်း liver မတောက်ထားဘူးလား။ liver ကပါလေ။တဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစေးကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါရယ်။အသေးအတွက်မစိုးရင်ပါနဲ့ liver အသေးအားစေး Seafarm Caring for World ရဲ့ဘဝမှာအရေးကြီးဆုံးကကျန်းမာရေးကောင်းမွန်ဖို့ပါပဲ။ ြီးပြေဆုံးနဲ့ကျမ်းမာမှုမှာ အသေးကျမ်းမာရေးကောင်းခြင်းကအဓိကပါဝင်ပါတယ်။အသေးဟာစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။အစီများရဲ့စားစားစိုးစိရက်ပီယာနဲ့မှုရအသေးရောဟာမျိုးမျိုးဖြစ်စီနိုင်ပါတယ်။အသေးစွမ်းဆောင်ရည်ကိုမြင်မားစေပြီးအသေးရောဟာမျိုးမျိုးပုံပုံကာဝင်နိုင်မှု liver အသေးအားစီကိုနေ့စဉ်ပုံမှန်တောက်သုံးသင့်ပါတယ်။အသေးတော်မစိုးရင်ပါလေ liver အသေးအားစီ C firm guarantee ီများလိုက်တာအသေးထိလိုက်မယ်။နေပုံမှန်စားနေတဲ့အစားတောက်တွေမှာစိုးစိုးလေးပါတော့အသေးကိုထိနေတာပဲ။မင်း liver မတောက်ထားဘူးလား။ liver ကပါလေ။တဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစိကိုနေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါရစေ။အသေးအတွက်မစိုးရင်ပါနဲ့ liver အသေးအားစိဇီဖုန်ပြောင်းမှာအရေးကြီးဆုံးကကျန်းမာရေးကောင်းမှုပါပဲဒီပြေစုံနဲ့ကျန်းမာမှုမှာအသေးကျန်းမာရေးကောင်းခြင်းကအဓိကပါဝင်ပါ အသေးအားစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။စီများတဲ့စားစားစိုးစိရက်ပီယာနဲ့မှုရအသေးရောဟာမျိုးမျိုးဖြစ်စီနိုင်ပါတယ်။အသေးစွမ်းဆောင်ရည်ကိုမြင်မားစေပြီးအသေးရောဟာမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of အသေးအားစီကိုနေ့စဉ်ပုံမှန်တောက်သုံးသင့်ပါတယ်။အသေးတော့မစိုးရင်ပါလေ live of အသေးအားစီ C firm caring for well being လူတယောက်ရဲ့ဘဝကို ီများလိုက်တာအသေးထိလိမ့်မယ်။နေပုံမှန်စားနေတဲ့စားတော့တွေမှာစိုးစိတွေပါလို့အသေးကိုထိနေတာပဲ။ဟင်းနေရာစီများလိုက်တာအသေးထိလိမ့်မယ်။နေပုံမှန်စားနေတဲ့စားတော့တွေမှာစိုးစိတွေပါလို့အသေးကိုထိနေတာပဲ။မင်း liver မတောက်ထားဘူးလား။ liver ကပါလေ။တဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ Live of အသေးအားစေကိုနေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါရစေ။ အသေးအတွက်မစိုးရင်ပါနဲ့ live of အသေးအားစေ see firm caring for well being လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကကျန်းမာရေးကောင်းမှုပါပဲဒီပြည့်စုံတဲ့ကျန်းမာမှုမှာအသေးကျန်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်အသေးဟာအစားအသောက်တွေမှာပါတဲ့အစိတ်အတောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်စီများရဲ့အစားအစာစိုးစိမ်ရက်ပီယာနဲ့မှုရအသေးရောဟာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်အသေးစွမ်းဆောင်ရည်ကိုမြင်မာစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of the day as you နေ့စဉ်ပုံမှန်တောက်သုံးတက်ပါတယ်အသေးရောမစိုးရင်ပါလေ live of a day rc cfm game ကျမ်းမာရေးကောင်းမှုပေါ်ပါပဲ။ဒီပြေစုံနဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်။အသေးဟာအစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။အစီများတဲ့အစားအစာ၊စိုးစိ၊ရက်ပီယာနဲ့မှုရအသေးရောဟာအမျိုးမျိုးဖြစ်စီနိုင်ပါတယ်။အသေးရဲ့စွမ်းဆောင်ရည်ကိုမြင်မားစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of the day azu နေ့စဉ်ပုံမှန်တောက်သုံးတင်ပါတယ်။အသေးတော့မစိုးရင်ပါလေ live of the day azu see from caring for well being နင်းနေရစီများလိုက်တာအသေးထိလိမ့်မယ်မင်းပုံမှန်စားနေတဲ့စားတောက်တွေထဲမှာစိုးစိတွေပါတော့အသေးကိုထိနေတာပဲမင်း liver မတောက်ထားဘူးလား liver ကပါလေတဘာဝဆေးဘဝင်ပေးရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစိကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါတယ်အသေးအတွက်မစိုးရင်ပါနဲ့ liver အသေးအားစိ Cfarm caring for well being ကျမ်းမာရေးကောင်းမှုပါပဲဒီပြေစုံနဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်အသေးဟာအစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်စီများရဲ့အစားအစာစိုးစိရက်ပီယာနဲ့ပို့ရအသေးရောဟာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်အသေးရဲ့စွမ်းဆောင်ရည်ကိုမြင်မားစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of the asi ကိုနေ့စဉ်ပုံမှန်တောက်သုံးသင့်ပါတယ်အသေးတော့မစိုးရင်ပါလေ live of the asi see from caring for well being င်းနေရစီများလိုက်တာအသေးထိလိုက်မယ်။နင့်ပုံမှန်စားနေတဲ့အစားတောက်တွေမှာစိုးစိုးလေးပါတော့အသေးကိုထိနေတာပဲ။မင်း liver မတောက်ထားဘူးလား။ liver ကပါလေ။တဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစိကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးဆွမ်းဆောင်မှုအားကိုကောင်းမွန်စေပါရယ်။အသေးအတွက်မစိုးရင်ပါနဲ့ liver အသေးအားစိ Cfirm Caring for Wellbeing းဆုံးကကျမ်းမာရေးကောင်းမှုပါပဲ။ဒီပြည့်စုံတဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်။အသေးဟာစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။စီများတဲ့စားစားစိုးစိရက်ပီယာနဲ့မှုရအသေးရောဟာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။အသေးစွမ်းဆောင်ရည်ကိုမြင်မာစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကောင်းဝင်နိုင်မှု live of အသေးအားစီကိုနေ့စဉ်ပုံမှန်တောက်သုံးတင်ပါတယ်။အသေးရောမစိုးရင်ပါလေ live of အသေးအားစီ see from caring for well being င်းနေရစီများလိုက်တာအသေးထိလိုက်မယ်။မင်းပုံမှန်စားနေတဲ့အစားတောက်တွေမှာစိုးစိတွေပါတော့အသေးကိုထိနေတာပဲ။မင်း liver မတောက်ထားဘူးလား။ liver ကပါလေ။တဘာဝဆေးဘက်ဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစိကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါရစေ။အသေးအတွက်မစိုးရင်ပါနဲ့ live of အသေးအားစီ c firm caring for well being ီးဆုံးကကျမ်းမာရေးကောင်းမှုပေါ်ပါပဲ။ဒီပြေဆုံးတဲ့ကျမ်းမာမှုမှာအသေးကျမ်းမာရေးကောင်းခြင်းကအဓိကပေါ်ဝင်ပါတယ်။အသေးဟာအစားတောက်တွေမှာပါတဲ့အစိတ်တောက်တွေကိုအဓိကခြေဖြတ်ပေးပါတယ်။စီများတဲ့အစားအစာ၊စိုးစိ၊ရက်ပီယာနဲ့မှုရာအသေးရောဟာအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။အသေးရဲ့စွမ်းဆောင်ရည်ကိုမြင့်မားစေပြီးအသေးရောဟာအမျိုးမျိုးပုံပုံကာဝင်နိုင်မှု live of the day azu နေ့စဉ်ပုံမှန်တောက်သုံးတက်ပါတယ်။အသေးတော့မစိုးရင်ပါလေ live of the day azu see from caring for well being ခင်းနေရစီများလိုက်တာအသေးထိလိမ့်မယ်မင်းပုံမှန်စားနေတဲ့အစားအသောက်တွေထဲမှာစိုးစိုးတွေပါလို့အသေးကိုထိနေတာပဲမင်း liver မတောက်ထားဘူးလား liver ကပါလေတဘာဝဆေးဘဝင်ပေရှင်မျိုးနဲ့ထုတ်လုပ်ထားတဲ့ liver အသေးအားစေးကို နေ့စဉ်တောက်သုံးခြင်းဖြင့်အသေးစွမ်းဆောင်မှုအားကိုကောင်းမွန်စေပါတယ်အသေးအတွက်မစိုးရင်ပါနဲ့ liver အသေးအားစေး C firm caring for well being ီနေ့ကျွန်တော်တို့စီဗန်ကုမ္ပဏီလေဘာကလစ်အစီအမဲတင်ဆက်နေကြ online liver clinic facebook page လေးစပါလို့မယ်ကျွန်တော်တို့စတဲ့ကတော့ကတော့ဒီ main side road ဟိုအတန်းဖန်းရိုက်ခွေးအဖွဲဒီမိုက်ခရိုဖုန်းလေးတစ်လုံးနဲ့အကြီးကြီးတခါလက်ပေါ်မှာကောင်းမွန်တင်ထားပြီလက်နဲ့ကြိုင်နေအဲ့ဒီ flip design design တိုးတက်လာတာ တစ်နှစ်ကြာကြာတော့ကျွန်တော်လည်းကင်မရာသုံးစုံကြိုးပေါင်းစုံနဲ့ဆင့်တော်မြင့်လာတယ်။ online liver clinic ဆိုတဲ့လူတွေကအတော်လေးကိုတိလာကြပြီ။အဲဒီကပညာပတ်သက်လို့မသိတာတွေမရှင်းတာတွေပညာပေးရပေါ်ပြောင်းလို့လုပ်လာ။ကျွန်တော်ကတော့အသေးပါမောက်ခဒေါက်တာကင်မွန်ဝင်းမှဓာမေးပုဂ္ဂိုလ်အဲဂေါနုဒံပါမောက်ခစစ်တက်ဇိုတိရန်ကုန်နဲ့ဂေါနုဒံပါမောက်ခ တက်မလို့ဖြစ်တဲ့ကိစ္စပဲဟုတ်အာကျွန်တော်ကတော့ဒေါက်တာစီတူဆင်းမင်းပါကျွန်တော်ရန်ကုန် GI Liver Center Medical Officer ပါဆင်းဟုတ်ဒီနေ့ကျွန်တော်တို့စီစဉ်တာကတော့ပထမဆုံးကအသေးအကနဲ့ပတ်သက်လို့လွယ်မားနေတဲ့ယူဆလေးတွေအဲ့ဒါလေးတွေကိုအကုန်ရှင်းလင်းဖြေကြမယ်ပြီးတော့မှမင်းကြံမေးပေါ့တရားဝင်တဲ့ပတ်သက်လို့စေပြန်ပတ်သက်မင်းကြံမေးဆက်လက်ဖြေတော့မယ်အဲ့တော့ ဟိုတော်တော်စီဦးဇင်ဝင်းစပ်ပြီးဘာတွေလူတွေဘလို့လွဲမနေယူစားရည်ရည်ပြောပေါ့အဲ့ရောဘနော်ဒီလူရအတဲအောင်တော်ဟာဖြစ်ပြီဆိုရင်ပေါ့အာရည်များများတောင်းအောင်လေဆိုရဲအယူစားရည်ရှိရကြောချင်အဲ့ဟုတ်လားဘနော်ဆက်အဲ့ဒါတော့လေပြည်သူလူတွေထဲမှာကောတက်မိုက်ဝန်ထမ်းတွေမှာဟောအယူဆွဲနေအောင်တင်ရှိနေတဲ့ကြမ်းရှိနေတဲ့အယူဆပဲ ဘသူကဘလို့စခဲ့လဲတော့မသိဘူးအတန်းတော့ဖြစ်ရင်ရေမြဲမြဲတောက်အောင်ပဲဝါနေစဉ်အဲမင်းကတနေ့မှရေငါဘူးမှမတောက်ပဲနဲ့ဆိုတော့အဲ့လိုပြောပြောလေးရှိကြတယ်အဲ့တော့အယူဆကဝါနေတာရေတွေတောက်လိုက်ရင်ကျဲသွားမယ်ဝါရော့သွားမယ်မဟုတ်ဘူးဝါကအတဲပြက်လို့အတဲပြက်လို့ဝါတာရေဘလောက်ပဲတောက်တော့ဝါရော့မှာမဟုတ်ဘူး အဲ့ဒါတွေမကဘူးရေတွေအများကြီးတောက်တဲ့ခါမှာအန်ရရှိနိုင်တယ်ရေတွေအများကြီးတောက်တော့ရေဖြစ်နေဆွဲလာနိုင်တယ်ခြေောက်တွေရောင်းလာနိုင်တယ်အကုန်လွဲမလာရတဲ့အကုန်ဖြစ်ကုန်တယ်နောက်မလို့မျက်လုံးဝိုင်းအတဲအောင်တော်ဖြစ်ရင်ရေတွေအများကြီးတောက်ရတယ်ဆိုယူဆလွဲမနေပါလေပြေကိုလုံလောက်အောင်တောက်ရင်ပြီးတာပဲလုံလောက်အောင်တောက် adequate fluid intake တော့ရှိရမယ် excessive fluid intake တော့မဖြစ်ရဘူး လုံတော့မတော့နိုင်ဆိုရင်ဇွတ်မတိုက်နဲ့ဇွတ်တိုက်တဲ့ကမအန်လို့ရှိရင်အစာမျိုးလမ်းကြောင်းရဲ့အောက်ခြေအရင်းမှာရှိတဲ့နေရာမှာအပဲ့လေးပဲ့သွားပြီးတော့ဒီ memory wise syndrome ဆိုတာအင်္ဂလိပ်လိုခေါ်တော့တတ်တဲ့သွေးကြောတွေပေါက်လို့ရှိရင်သွေးတွေစိမ့်ပြီးတော့ဒရီရတွေဖြစ်နိုင်တယ်ပြန်ပြောရမယ်ဆိုရင်ရေကိုမလိုလိုသလောက်ပဲတောက်ပါတောက်ချင်သလောက်ပဲတောက်ပါ လုံးဝမဝင်နိုင်ဘူးဆိုလို့ရှိရင်ပလင်းနဲ့ချိတ်ပေးပြီးတွင်းပေးလို့ရပါတယ်။ရေတွေအများကြီးတောက်မှအဝါကျမှုယူဆလွဲမှားနေပါတယ်။အဲဒါကြောင့်သူကဖြင့်ရေအများကြီးတောက်တယ်ဆိုတာလွဲမှားပါတယ်။ပုံမှန်တောက်တဲ့နောက်ပဲတောက်ပါလို့ပြောနေတဲ့ကိုစီသူကြီး။ဟုတ်ကဲ့ဆရာ။အာနောက်တစ်ခုတော့နော်ဆရာပါ။အာအတဝါရှိတဲ့လူပြောပါဆိုရင်သူကဒီပေါ့တန်မြာရေတောက်ရတယ်။နောက်ဒီဂလူးကို့စ်ပါတဲ့ရေများများတောက်ရတယ်ဆိုတာဟုတ်သလားမသိဘူး။ အဲ့ဒါလည်းဘယ်လိုစခဲ့လဲတော့မသိဘူးဆရာဆရာလောက်တာနဲ့ကျွန်တော်လက်မောင်းလို့ပြောမယ်ကျွန်တော်ညီအတွက်ကျွန်တော်တနေ့ကိုလေတံမြစီလုံး20ဖြောတိုက်နေရတယ်ဘာဆိုင်လဲဒါဆရာဝန်ကြီးတွေမှာဆရာဝန်တွေမှာအကုန်လွှဲမှန်းဗီတာမင်စီတို့တံမြရီတို့အဲ့လိုမျိုးတွေတောက်လို့ရှင်ပြီးရင်အမနာကျက်လွယ်တယ်ပျောက်လွယ်တယ်အဲ့လိုယူဆတာဟိုကတခက်ကချင်းကတော့အရန်ခစ်စားခဲ့ ဗီတာမင်စီဆိုတော့အေးမြင်နာစင်ဗီတာမင်စီတွေကို high dose အများကြီးတောက်ရတယ်လေအဲ့လိုမဟုတ်ပါဘူးဒါမှမဟုတ်တမ်းမြားရေးအများကြီးတောက်တယ်ဆိုတာဗီတာမင်စီတွေအများကြီးရအောင်ပိုပြီးတော့ under ရှိနိုင်သေးတယ်အချင်းတွေပောက်ပြီးအစာရင်မှာပြုတ်မယ်အံ့မယ်ကိုဖြစ်နိုင်တယ်ဒါကြောင့်မဟုတ်ဂလူးကို့စ်ဂလူးကို့စ်ဂလူးကို့စ်လည်း adequate ရေလိုပဲ adequate calorie ရရမယ် excessive calorie မဟုတ်ဘူး။အတူတူရဘလို့တိုက်ကြလဲဆိုတော့ရက်ထဲမှာ glucose ဟိုတော့မြန်မာဆဲဆေးဝါးထုတ်တယ် KLD glucose အထုတ်ကရမ်းပေါ်ပြတာဖြစ်တော့အဲ KLD glucose ကိုထုတ်တော့တော့ထုတ်တော့နဲတာမဟုတ်ဘူး။အဲ့တော့တော့တော့ကတော့ရင်းနဲ့ကြာတော့စီဂျူတွေပဲဖြစ်လာနိုင်ပြီးတော့အကုန်ထိခိုက်နိုင်တယ်အကျိုးရက်တွေများပြီးထိခိုက်နိုင်တယ်အဲ့တော့အဲ့ဒါလည်းမဟုတ်ဘူးတံမြေရည်လည်းတောက်ချင်တဲ့ဆန္ဒရှိရင်တောက် တံမြေကြီးတောက်လို့အသေးအောင်သွားပြောက်မယ်ဆိုမှားဂလူးကို့လဲလို့ပဲတောက်ချင်တော့ဆန္ဒရှိတော့တောက်ဂလူးအများကြီးတောက်မှာမဟုတ်ကယ်လိုရီကို excess မတောက်ကယ်လိုရီကိုလိုသလောက်ပဲတောက်ပြရမယ်အဲ့တော့တရားဟိုတံမြေရဲ့ပူတော်ဒုက္ခရောက်နေသေးတယ်အဲ့တော့တံမြေကြီးလည်းမတောက်ပါနဲ့လို့လိုသလောက်ပဲတောက်ပါဂလူးကို့စရီလိုသလောက်ပဲတောက်ပါတယ်ပေါ့နော်အာနောက်တစ်ခေါက်လဲပေါ့နော်ဒီအသေးယောဂရှေ့သူပြောဆိုရင် သူကကေးလေးပေါ့နော်သွေးအန်နေသွေးသွေးဝမ်းသွားတဲ့ခါကျဝမ်းမဲမဲကြီးသွားတယ်ဆိုတာလေအာဒီအစာရင်ဝင်လန်းကြောင်ဖြစ်တာလားဒါမှမဟုတ်လေဒီအသေးကြောင်ဖြစ်တာလားဆိုတော့လည်းဆိုင်ပြောပြပြပါပါဒါရီကကျွန်တော်ခဏတွေ့ဦးတယ်ဆရာကျွန်တော်လေးတွေ့ရတာငါးခါတော့ရှိပြီ။အိုးလွန်ခဲ့တဲ့တစ်နှစ်ကတစ်ခါဟုတ်တယ်တစ်ခါကျွန်တော်အဆိုင်သေးတွေကုံစားတာမပြောက်ဘူး။တကယ်တော့အသေး၆မြန်မာပြည်မှာဖြစ်တဲ့ အစာရင်တွေးကြောပေါက်တယ်အများစုဟာအသက်6ယောက်ကကြောက်မယ်90ကျန်80ကျန်တော့အသက်6ယောက်ကကြောက်မယ်အဲ့တော့အသက်ကမာသွားတဲ့ခါမှလွညစ်ထားတော့အသက်တွေကိုတွေးကြောတွေမဝင်နိုင်တော့ဘူးဝင်တော့တွေးကြောအထုံးနေစိုက်မလန်းနေတဲ့အောင်အထုံးနေဖြစ်တယ်အဲ့ဒီပေါက်တာအဲ့ဒီပေါက်တာအင်္ဂလိပ်လိုပြောရမလဲ isophageal varices ပေါ့ isophagus ဆိုရမှာတွေးကြောအထုံးထုံးနေဖြစ်တယ်အဲ့ဒီပေါက်တာပေါက်ရင်တိမ်မှာပဲ အများကြီးတွေးထွက်တည်ရတယ်ဒါမှမဟုတ်ပေါ်ဆန်းထားလို့မရဘူးအစာရင်ယောဂမဟုတ်ဘူးအသေးချောင်းယောဂကြောင့်ဖြစ်တာအဲ့တော့ဆိုတော့အသေးဝင်ကုအောင်မှာဆိုတော့စီဖို့ရှိတယ်ပြီးဖို့ရှိတယ်စီဖို့ပြီးဖို့မကုပဲနဲ့ဒီအသေးတွေ့ရောထုံးနေပဲအသေးကိုပဲလိုက်နေမှာဆိုရင်မပြီးဘူးအဓိက main course အဓိကရံဖြစ်တဲ့စီဖို့တန်းအောင် ပြီးဖို့တက်ပေးရမယ်ဒီဘက်ကလည်းကူရမယ်အဲ့လိုလုံးမရပါတော့ဒီသွေးကြောထုံးတယ်ဆရာကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကတခါဖာပြီးပြီလေသွေးကြောတခါနဲ့မပြီးဘူးအသက်6ပြီဆိုတာနဲ့သွေးကြောတုံးရှိမရှိဆိုတာကိုမှန်းနဲ့တခါကြည့်ကိုထားလူတိုင်းကိုကြည့်ကိုကြည့်ရမယ်ကျွန်တော်ကကဘာအသေးဝညီလာနေမှာတက်မယ်ဆိုရင်အသက်6.5 fibroscan ဆိုတဲ့တိုင်းလိုက်လို့အဆင့်3လေးဆိုတော့မှန်မြောက်ကြည့်တော့ ခုကျွန်တော်လဲစာရန်တစ်ခုပြုစုနေတယ်။နေတဲ့6ပြီဆိုရင်တွေးကြောထုံးနေတာဖြစ်တာတော်တော်များတာအကုန်ကြိုးချီရမှာချီ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 ပစ်လိုက်ပြီးတော့တလကြရင်ပြန်ပြီးကြည့်ဘာမှတွေးကြောထုံးမရှိဘူးဆိုရင်3လကြရင်တစ်ခါပြန်ကြည့်ဘာမှမရှိဘူးဆိုရင်6လကြည့်ဘာမှမရှိဘူးဆိုရင်တစ်နှစ်ကြည့်ဒါကျွန်တော်ဌာနရဲ့ policy ပဲအဲတွေးကြောထုံးနေတာအသေး6တဲ့လူတယောက်မှာ ဓိကတေစီနိုင်တာဒီ isovial varices ဆိုသွေးရောထုတ်နေပေါက်လို့ပဲဒါမှမဟုတ်အသက်6ရောကအသက်ကင်ဆာဖြစ်တော့အဲ့လူတွေမှန်မြောင်းအောင်ကြည့်အောင်ပါပဲသွေးရောထုတ်ကိုခြိထားအောင်ပါပဲမဟုတ်တခါလည်းတေသွားမယ်အဲပြန်ပြီးပြောရမယ်ဆိုရင်အသက်6ရောကတွေမှာအသက်မှာသွားပြီးအသက်တွေကိုသွေးရောတွေမဝင်နိုင်တော့တဲ့အတွက်အသွေးရောထုတ်နေဖြစ်တယ်အဲ့ဒါတွေကိုဖာထားမယ်အဲ့ဒါတွေကိုဖာထားမှသာလျှင် ီလူဟာတက်တန်းစီနေနိုင်မယ်အသက်ရှင်နေနိုင်မယ်မဖာရဘူးဆိုတော့ဒီတွေးကြောတွေပေါက်ပေါက်ဖြစ်မှာဆိုလို့မှန်မြောင်းကြည့်အောင်မကြောက်ပါနဲ့မှန်မြောင်းကအဆိုင်ယောဂတွေကိုရှဲဟောရှာပွေမှာမဟုတ်ဘူးအသက်ဘလောက်၆လဲအဆင့်1နဲ့3လေဘလောက်ရှိလဲအဲ့ဒါဆိုကျိုးထုံးချီဖို့လုံမလို့ဒါရီသေးကိုကျွန်တော်မှန်မြောင်းကြည့်ရတာပါအဲ့ဒါမို့လို့အဲသွေးအံမီဆိုတဲ့ဒီပိုင်းနဲ့ တွေးနေနေထွက်ပြီးဆိုတော့ ਨੇ ဝင်မမဲသွားပြီးဆိုတော့ ਨੇ မှန်မြောင်းအောင်မဖြစ်မနေကိုကြည့်ရမယ်။ဘယ်ကထွက်တာလဲအသေးကထွက်တာလားဘယ်ကထွက်တာလဲဆိုတော့ပြော။အာနောက်တစ်ခုတော့ကြည့်ပါဦးနော်။ဒီအသေး6ပြပြင်းဆွဲလူတွေကပြောဆိုတော့အနှွေးချိုပါရစေနောက်ဒီရှာပိုစေးလိုပြဆာရောတောက်လို့ရတာဒီ။အဲတချို့ကလည်းအဆိုင်စေးမတဲစေးဒီမှာနှွေးချိုတွေကိုထည့်ပြီးတုံးကြတယ် နွယ်ကြိုဆိုတာအင်္ဂလိပ်လိုပြောရင်တော့ L I Q U O R I C licorice 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 မှာဘာဆိုလဲပါလဲဆိုတော့သူက glycerinic molecule ဆိုပါတယ်နွယ်ကြိုဟာ glycerinic molecule ကြောင့်အငန်ဓာတ်တွေရေဓာတ်တွေအကုန်ဆွဲပြီးအများကြီးရောင်နေတယ်အဲဒါမလို့နွယ်ကြိုစားလိုက်တာနဲ့တခါလေဖောင်ကာပြီးရောင်တက်လာတာ တောင်းလို့နွယ်ကြွားလုံးဝမတောင်းသင့်ပါဘူးလူတယောက်ကြည့်လိုက်အကောင်ကိုနေပြောက်တလပြန်လာတယ်ပိုက်ကြီးဖောင်းပောက်ထွက်တယ်မလားညာဘာလို့တုံပြောကျွန်တော်ဆေးမီလို့သွားစားလိုက်မြင်ဆရာနွယ်ကြွားပါတယ်နွယ်ကြွားပါနဲ့ပိုက်ကြက်တာဖောင်းပြီးရပြန်ဖောက်ထွက်တဲ့အဆင်ကိုရောက်သွားတတ်တယ်လို့တော့နွယ်ကြွားအသေးရောဂါအတွက်တော့တော်တော်လေးကိုကြောက်စရာကောင်းတာပါနောင်မလို့ရဆဆောက်စေးလျှောက်သီးဆေးပြဘာမှကိုမစားပါနဲ့ เนาะအာနောက်တစ်ခါကြောက်တယ်ပေါ့ဒီတမင်းစပြီးပေါ့နော်ရေချိုးရင်းနဲ့ရေပြင်းဆွဲတတ်တယ်ဆိုရင်ယူစားရဟုတ်ပါလားမသိဘူးဒါလည်းသူတင်ကျွန်တော်အညာမှာပေါ့ကျွန်တော်တမင်းစပြီးကျွန်တော်အမေကြီးอ่ะအမေကြီးခေါ်တာပေါ့အမေမေဖွားတယ်မတော်မကြောက်ဟဲ့မလုံးနဲ့မလုံးနဲ့တမင်းကူမှာစပြီးကသာတမင်းစပြီးရင်ရေချိုးရင်ရေပြင်းဆွဲတယ်ရေချိုးရတယ်ရေပြင်းဆွဲတယ်ဘာမှမဆိုင်ရေပြင်းဆွဲတာအသေး6လို့အသေးအားနည်းလို့ အယ်ဘူမင်ဓာတ်တွေမထုတ်နိုင်လို့ရေဖြစ်နေဆွဲတာရေချိုးတာအပြန်တော့တွေရေချိုးတာအဲ့တော့လုံးဝမဆိုင်ပါဘူးရေချိုးတာချိုးပါရေဖြစ်ရတော့သူလိုက်နာဆင်ခြင်းရှောင်ခြင်းမှာချက်တွေရှောင်ပြီးစဉ်ကြဆင်းတဲ့ကုမဲ့ဆိုရင်ရေဖြစ်ရပျောက်ပါတယ်ဟုတ်ကဲ့နောက်ပါဘောနော်အသေးအသားဝါနိုင်ပါတော့အသေးရောင်နေဆိုတော့ဆိုင်အဲ့တကယ်ဟုတ်လားမသိဘူးလေအဲ့ဘာလူနာတွေလွယ်မလာတော့မဟုတ်ဘူးပေါ့နော်ဟို အတဝါဖြစ်ပြီးဆိုရင်အတဲအောင်တဝါဆိုကုနေကြဟိုစမ်းနေဆောင်နေရလဲတကလေးဘိုက်ကိုစမ်းမိရမစမ်းမိအကြောင်းမျိုးမျိုးကြောင့်အားမျိုးလုံးဝအတဝါပဲဆိုအလ်ထရာဆောင်းမရိုက်မိနေဖြစ်ပြီးတော့ဘာတွေဖြစ်တတ်တယ်ဆိုတော့အတဝါဖြစ်တာငှက်ဖျားကြောင့်လည်းဖြစ်တယ်ငှက်ဖျားနဲ့လည်းဝါပြီးသေးတတ်တယ်တဲကြီးလမ်းကြောင်းပိတ်ပြီးကြောက်တွေပါတယ်ကင်ဆာတွေပိတ်ပြီး ဝါရတဲ့ဒါမှမဟုတ်ရင် hyper carotenemia လို့ခေါ်တာမူလဥနီယိုလာနေ့တိုင်းဖြော်ပြီးရင်းနဲ့ဖြော်ဆက်နဲ့ဖြော်အမ်တုံးလာတော့တော့ဒီကုလုံးဝါထိန်လာနေမယ်အဲ့ဒါမျက်လုံးဝါတာအသားဝါတာနဲ့ဘာမှမဆိုင်ဘူးအဲ့လိုလဲဝါရတဲ့ဝါရတဲ့သဘောတရားရှိတယ် နောက် user တခုပေါ့နော်ဒီအတန်းတော်ဟာ vivo ရှိတဲ့ခါနောက်ပိုင်းအတန်းတော်က vivo ကနေပေါ့အတန်းတော်က c4 ဖြစ်ပြောင်းသွားနိုင်နေဆိုတော့ဟုတ်လားမသိဘူးကြာအဲ့ဒါလေခဏခဏအမေးမေးရတယ်ဆရာ vivo က c4 ပဲ vivo က vivo ပဲ c4 က c4 ပဲ vivo ကဝယ်တယ် vivo ပဲကဝယ်မှာ c4 ကိုမကဝယ်ဘူး c4 ဆိုတာကဘာမှကဝယ်သေးမရှိဘူးမကူးအောင်ခင်ဗျားတို့သွားလောက်တာခွဲစိတ်တာကလေးမွေးတယ်မှာပစ္စည်းတွေကုန်တန်းတန်းဆင်းသုံးရင် ကာဝယ်ပြီးသားပဲအဲ့တော့ဘီဘိုးနဲ့စီဘိုးကတတ်တတ်ပါလို့ဘာမှမဆိုင်ပါဘူးဟုတ်ဒါနောက်ပေါ့နော်ကြည့်ဘီဘိုးရှိရင်ပေါ့အဲ့လိုဆိုရင်ကျွန်တော်ဘီဘိုးရှိတဲ့မိခင်နေပြီးတော့ကလေးကိုနှုတ်တိုက်လို့ရလားမသိပါဘူးနော်အားလည်းတခုသိချင်ပါမယ်အဲ့တော့လေတော်တော်များများတချို့ဆံဝင်နေရလဲတားမြစ်တဲ့ဘိုင်းရှိတယ်အဲဘီဘိုးရှိတဲ့မိခင်ကလေးမွေးလိုက်မိခင်ကနေကလေးကဘာကနှုတ်မတိုက်နဲ့အဲ့လိုနှုတ်ကတော့မကူဆက်ပါဘူးသူမြင်မိခင်မှာ ပြီးဖို့တည်သေးစားတာလေပိုတော်ကောင်းသေးတော့ဘာမှမကူဆက်တော့ဘာလို့ဖြစ်မလဲ။အော်ဒီကိုဝင်ဆောင်မိခဲ့နေနော်ဒီကိုဝင်ဆောင်နေချိန်မှာပြီးဖို့ကောက်ဝယ်စီကိုထိုးလို့ရတာမသိဘူးဆိုင်က။အဲအဲ့ဒါလည်းအဲ့လိုပေါ့။ကိုဝင်ကဒုတိယဘတတိယဘနှုတ်လေးရယ်ဆိုရင်ပြီးဖို့ကောက်ဝယ်စီကိုမထိုးကျင်ကြဘူး။သို့တော်လည်းအပြီးပြဆိုင်ရာသူတေသနာစာရန်နေမှာစီမံကိန်းနေမှာဟော။ ဘီဘုကဝေသေးရကိုဝင်ဘယ်နှလားမဆိုထိုးလို့ရပါတယ်လို့ကြင်ညာပြီးသားပါအဲဘီဘုကဝေသေးကြောင့်ရမယ်အန်ဒရယ်ဒ်ဘီဘုဝင်သွားရင်ကူးဆက်သွားရင် ဖြစ်မယ်အန်ဒရယ်ဒ်